AI ဆိုတာဘာလဲအဆင့်တည့် AI ဆိုတာဘာလဲ AI အတူယူသောဉာဏ်ရည်ဆိုသည်မှာလူသားကြီးစဉ်းစားနိုင်စွမ်းသင်ယူနိုင်စွမ်းဆုံးဖြတ်နိုင်စွမ်းများကိုကွန်ပျူတာနဲ့စိတ်ရင်တရားများမှာတူယူအောင်လုပ်ထားခြင်းဖြစ်ပါတယ်ဥပမာများ Siri Alexa အထံဖြင့်စကားပြောနိုင်တဲ့ကူညီသူများ Facebook ရဲ့မျက်နှာအကြည့်ဖြူခြင်း Face Recognition YouTube ရဲ့အကြိုပြသမှုအကြံပြုစနစ် Recommendation System အဆင့်2 AI e အမျိုးအစားများတ Narrow AI တခုတည်းကိုပဲကျွမ်းကျင်တဲ့ AI တခုသောအလုပ်ကိုသာပြုလုပ်နိုင်သည့်နမူနာ Google Translate Face and Lock Spam Filter နှင့် General AI လူသားနဲ့တူသောဉာဏ်ရည်ရှိတဲ့ AI လူသားလိုပင်ဘာလုပ်စရာမဆိုပြုလုပ်နိုင်တဲ့ AI ဖြစ်ပြီးအတော်လေးနဲ့မကောင်းသေး။ Tom Super Intelligent AI လူသားထက်တောင်ကျွမ်းကျင်တဲ့ AI ယခုအချိန်တွင်မရှိသေးပါဘူးစိတ်ကူးရင်အဆင့်တင်ရှိပြီးများစွာသော ethical စဉ်းစားမှုများလိုအပ်သည်အဆင့်တုံ AI ၏အဓိကအကြောင်းအရာများ machine learning ML စေယောကိုအချက်အလက်များထင်းတင်ကြပေးခြင်း ML သည် AI ၏အဖွဲ့ဝင်တစ်ခုဖြစ်သည်နှစ် deep learning neural networks ဦးနှောက်ကိုတူယူထားသောပုံစံကိုအသုံးပြုသော ML ၏အထက်တန်းဥပမာအတန်တီခြင်းမျက်နာတီခြင်း 3 natural language processing nlp စကြဝဠာလူသားဘာသာစကားနားလည်စေခြင်းဥပမာ ChatGPT, Google Translate, Le, Computer Vision ပုံများဓာတ်ပုံများမှအရာဝတ္ထုများကိုနားလည်နိုင်စေခြင်းဥပမာမျက်နှာခွဲခြားခြင်းဓာတ်ရုပ်တွင်း object တွေပေါ်ထွက်ခြင်းအစစ်ငါ AI ဘဲမားတွေတုံးတယ်ကန္တာအတုံးဖြူမှုဆေးဘတ်ယောဂါခံမှန်းခြင်းဆေးကောင်းရွေးခြင်း 版本 f r t i d a s t o c k 协议看版本，硬件：Mongo 每个秒蓝章跑清，设位 p c 做、呃、件表情，平台页：AI 和定价页码东京，票配页：YouTube、Netflix 视频做件表情。